ငါဖះသတ်မှတ်ထားတဲ့ဝီနီးတွေကိုပယ်လို့ကပယ်နိုင်တယ်လို့ပြောတာဘယ်လိုအတိတ်ပဲနဲ့ပြောခဲ့တာလဲဖះတဲ့အဲ့ဒါကတိတ်ခါဘုအလုံးကိုပြောတာမဟုတ်ဘူးနော်တေးငယ်တဲ့ခုတ်တာနုခုတ်ကတိတ်ခါဘုတွေကိုပြောတာပါပြောတယ်ဆိုတဲ့နေရာမှာလည်းပဲပယ်လို့တဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူးဘယ်လိုအတိတ်ပဲနဲ့ပြောတဲ့ဆိုတာကိုအထာကရာကအခုလိုရှင်းပြပါတယ်မြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းမှာ မြတ်စွာဘုရားပြည့်ညက်ထားခဲ့တဲ့သေးငယ်တဲ့ဝိနည်းသိက္ခာပုဒ်တွေကိုမလိုက်နာနိုင်ကြတဲ့ယဟန်တချို့ကမြတ်စွာဘုရားကိုအပြစ်တင်ကြလိမ့်မယ်။အဲဒီလိုအပြစ်တင်တဲ့အခါမှာသူတို့မှာအပြစ်ဖြစ်မယ်ဆိုတာကိုမြတ်စွာဘုရားကသိတော်မူတဲ့အတွက်ကြောင့်ငါဘုရားမရှိတော့တဲ့နောက်ပိုင်းမှာသေးငယ်တဲ့ခုတ္တန်ုခုတ္တကသိက္ခာပုဒ်တွေကိုပယ်လိုကပယ်နိုင်တယ်လို့မိန့်ကြားထားခဲ့မယ်ဆိုရင်မြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းမှာ အဲ့ဒီပယ်လို့တဲ့ယဟန်တွေကဖယားမိန်ကြားခဲ့တဲ့အတိုင်းပယ်ဖို့တောင်းဆိုကြလိမ့်မယ်။ထို့သောတောင်းဆိုတဲ့အခါမှာမပယ်လို့တဲ့ယဟန်အများစုကဖယားပြည့်ညတ်ထားတဲ့တိခါဘုတ်တွေကိုတခုမှမပယ်လို့ကြောင်းပြည့်ညတ်ထားတဲ့အတိုင်းထားလို့ကြောင်းတတန်ထဲထွက်ဆိုကြလိမ့်မယ်။အဲ့ဒီခါမှာပယ်ဖို့တောင်းဆိုတဲ့ယဟန်တွေကတို့တာဝကတွေထဲမှာကိုကဖယားပြည့်ညတ်ထားတဲ့တိခါဘုတ်တွေကိုလိုက်နာကြင်ကြံကြင်ကြတဲ့သူတော်ကောင်းတွေရှိနေပါလားဆိုပြီး ဖယားရှင်ရဲ့အပေါ်မှာအမြင်ရှင်းသွားကြလိမ့်မယ်။အဲ့ဒါကိုဖယားရှင်က မြင်တော်မူတဲ့အတွက်ကြောင့်ယခုလိုသေးငယ်တဲ့သိခါဘုတ်တွေကိုပယ်လိုကပယ်နိုင်တယ်လို့မိန့်ကြားခဲ့ခြင်းဖြစ်တယ်ဟုအထာကထာကရှင်းပြထားပါတယ်နော်။ပယ်လိုတဲ့သဘောနဲ့ပြောခဲ့တာမဟုတ်ပါဘူး။ဒီနေရာမှာပြောစရာတစ်ခုရှိတာကဖယားပြည့်ညတ်ထားခဲ့တဲ့သေးငယ်တဲ့ဝိနည်းသိခါဘုတ်တွေကိုလိုက်နာနိုင်တာ မလိုက်နာနိုင်တာကကိုယ်အပိုင်းပါ။ တိုက်နိုင်ရင်ကောင်းကျိုးချမ်းသာရမယ်မလိုက်နိုင်ရင်မကောင်းကျိုးရမယ်ကိုမလိုက်နာနိုင်တာနဲ့ပဲပယ်နှုတ်ဖို့ပြုလုပ်တာမျိုးကတော့မဖြစ်သင့်ပါဘူးเนาะဘယ်သူမှလည်းပယ်နှုတ်ဖို့မလုပ်ခဲ့ပါဘူးပယ်နှုတ်ဖို့လုပ်ခဲ့မယ်ဆိုရင်ဒီသိက္ခာပုဒ်တွေကယနေ့တိုင်ရှိနေမှာမဟုတ်ပါဘူးเนาะမပယ်နှုတ်ခဲ့ပဲနဲ့အဆက်ဆက်သင်္ကာယနာတင်ပြီးတော့ဆောင်းလျှောက်ခဲ့လို့ဒီသိက္ခာပုဒ်တွေက သာသနာနှစ်ပေါင်း2500ကျော်တိုင်တိုင်တည်ရှိနေခြင်းဖြစ်ပါတယ်။အဲဒါလေးကိုလည်းထည့်ပြောပါရစေနော်။အရှင်ဖေရတေကံမစီပဲတည်တာရှိပါသလားဖေရတဲ့မြတ်စွာဘုရားကတေခြင်းလေးမျိုးဟောထားပါတယ်နော်တေခြင်းလေးမျိုးကဘာတွေလဲဆိုရင်တိအာယုခယတတန်းကုန်၍တေခြင်း တတန်းကုန်၍တည်ခြင်းဆိုတာတတန်း80 80 90တရားမှာတည်ဆုံးတာကိုပြောတာပါနော်နှစ်ကာမခယကံကုန်၍တည်ခြင်းကံကုန်၍တည်ခြင်းဆိုတာကတတန်းအဖျင်းကတော့ငယ်သေးတယ်သို့တော့ရှစ်ဆက်ပြီးတော့အသက်ရှင်နိုင်တဲ့ကံမရှိတော့ပဲတည်ဆုံးတာကိုပြောတာပါ3ဥပယခယတတန်းကံဆွာနှစ်ပါးဆုံး၍တည်ခြင်းတတန်းကံဆွာနှစ်ပါးဆုံး၍တည်ခြင်းဆိုတာက သတ္တန်းအားဖြင့်လည်း80 80 90 100တရာရှိပြီအဲ့ဒီအချိန်မှလည်းပဲတေဖို့ကံကလည်းကုန်နေပြီအဲ့ဒီလိုနှမျိုးပေါင်းစုံပြီးတေဆုံးခြင်းကိုပြောတာပါလေးဥပိ္ပစေတကလောလောလတ်လတ်တခြားသောကံတစ်ခုကတပ်ဖြတ်၍တေခြင်းလောလောလတ်လတ်တခြားသောကံတစ်ခုကတပ်ဖြတ်၍တေခြင်းဆိုတာကဥပမာကားတိုက်တာတို့ဓာတ်ထုတ်ခံရတာတို့ တပင်ဘောကပြုတ်ကြတာတို့ရင်းနှစ်တည်ဆုံးတာတို့စသည်ဖြင့်ပေါ့လေအဲ့ဒီလိုမျိုးတည်ဆုံးတာတွေကိုပြောတာပါနော်ဒါကြောင့်တေကံမစေဘဲတည်တာရှိပါသလားဆိုရင်ရှိပါတယ်နော်ဥပိ္ပစေတကကံနဲ့တည်ဆုံးတာကိုပြောတာပါနားလည်ပါစေနော်ဖုံဖုံညာခင်းဘက်ဖရာပန်းမလဲရဘူးဆိုတာ ဟုတ်ပါသလားဖရာတဲ့ အဲ့ဒီမိခွန်းကိုဥစဉ်ဖြေပြီးသွားပြီเนาะအဲတိုးတော်လဲပဲဒီမှာထပ်ပြီးတော့ဖြေပေးလိုက်ပါမယ်ရှေ့တုန်းကဖရာပန်းအိုးတွေကဒီနေ့ခေတ်လိုမျိုး စတိပန်းအိုးကျေပန်းအိုးတွေမဟုတ်တဲ့အတွက်ညီပန်းအိုးတွေဖြစ်တာကြောင့်ပြုတ်ကြရင်ကွက်တတ်ပါတယ်နောက်ပြီးအဲ့ဒီခေတ်တုန်းကဒီနေ့ခေတ်လိုမျိုးလျှက်စိမီဆိုလာမီတွေမရှိသေးပါဘူးဖျောင်းတိုင်မီနဲ့နေကြရတာပါအဲ့ဒီလိုဖျောင်းတိုင်မီနဲ့နေကြရတာဖြစ်တဲ့အတွက် ညာဘက်မှာလည်းပဲအလင်းရောင်ကောင်းကောင်းမရပါဘူးအဲ့ဒီလိုအချိန်မျိုးမှာညာဘက်ဖျားပန်းလဲမယ်ဆိုရင်မမြင်မဆန်းဖြစ်ပြီးဖျားပန်းအိုးပြုတ်ကျကွဲမှာဆိုတဲ့အတွက်ရှေ့လူကြီးတွေကညာဘက်ဖျားပန်းမလဲကောင်းဘူးလို့တားမြစ်ထားတာပါနော်ဒီကနေ့ခေတ်မှာတော့ဖျားပန်းအိုးတွေကစတိပန်းအိုးခြေပန်းအိုးတွေလည်းဖြစ်တယ်လို့ညာဘက်မှာလည်းပဲအလင်းရောင်ကောင်းကောင်းရရှိနေပြီဖြစ်တဲ့အတွက်ညာဘက်ဖျားပန်းလဲမယ်ဆိုရင်လဲလို့ရပါတယ်နော် ဖုံဖုံဖေးရတန်ဃာတော်တွေကိုစိတ်แท้ကပြင်မာမိရင်ကံကြီးထိုက်ပါသလားဘယ်လိုစင်ကျင်ရမလဲဖေရတဲ့ဓမ္မပရမတောရိယတထေသာဆိုတာရှိပါတယ်အဲ့ဒီတောရိယတထေသာဟာတနည်းမြစ်စိတ်ကိုတငယ်ချင်းတွေနဲ့ရေစင်းချိုးတဲ့အခါရှင်ကိစီမထေကိုတွေ့ပါတယ်ရှင်ကိစီမထေကိုတွေ့တဲ့အခါမှာဤမထေဤအစင်းသည် ငါဤဇနီးမယားဤအစဉ်ဖြစ်ပါမူကောင်းလေစွာဤမထေတီလည်းပဲငါဤဇနီးမယားဖြစ်ပါမူကောင်းလေစွာဆိုပြီးမထေမြတ်ကိုစိတ်ထဲကပြင်မာလိုက်ပါတယ်အဲ့ဒီလိုပြင်မာလိုက်တဲ့အချိန်မှာတောရီရတထေသားဟာအမျိုးသားအသွင်ကွယ်ပြောက်ပြီးအမျိုးသမီးဘဝကိုရောက်ရှိသွားပါတယ်နောက်တစ်ချိန်မှာရှင်ကီစီမထေကိုပြန်လဲတောင်းပန်လိုက်တဲ့အတွက် အမျိုးသားဘဝကိုပြန်ရပြီးသာသနာဘောင်တဲဝင်ရောက်ကယဟန္တာဖြစ်သွားပါတယ် စိတ်နဲ့ပြင်းမာတဲ့အခါမျိုးမှာအပြင်းမာခံရတဲ့ယဟန်တန်ဃာဟာသီလရှိရင်ရှိသလောက် ပြင်းမာတဲ့သူမှာစိုးကျဖြစ်တတ်ပါတယ်။ဘယ်လိုစင်ကြင်ရမလဲဆိုရင် အသိဉာဏ်နဲ့ပဲစင်ကြင်ရမှာဖြစ်ပါတယ်။အသိဉာဏ်ရှိဖို့ဆိုတာဟာလည်းပဲဘ ഹു တုတရှိဖို့လိုပါတယ်။ဘ ഹു တုတရှိဖို့အတွက် စာပေများများဖတ်ပါတရားများများနာပါသာပြီးများများဖတ်ပြီးတရားများများနာမယ်ဆိုလို့ရှိရင်ဘ ഹു တုဒ္ဒတွေကျွဲဝပြီး မှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်တဲ့အသိဉာဏ်တွေလည်းရရှိလာပါလိမ့်မယ်ဖုံဖုံဖရမိန်ကလေးတိမ်ထဲဝင်လို့ရပါသလားဖရဗီဒီယိုလေးနဲ့ဖြည့်ပေးပါဖရမတိလို့ပါဖရတဲ့ဝင်လို့ရပါတယ်เนาะတချို့ကမိန်ကလေးတွေတိမ်ထဲမဝင်ကောင်းဘူးဆိုပြီးပြောနေကြတာရှိတယ် ဘသူကစပြောလိုက်တယ်ဆိုတာတော့ဥစဉ်လည်းမသိပါဘူးเนาะမြတ်စွာဘုရားလက်ထက်ကရာဇဂျိုမြို့ဆိုတာရှိပါတယ်အရှင်သာရိပုတ္တရာကိုယ်တိုင်ဥဆောင်ပြီးတော့အဲ့ဒီရာဇဂျိုမြို့ကြီးကို မဟာတိန်ခေါ်ဗတ္တတိန်သမုတ်ခဲ့ပါတယ်ဒါကြောင့်ရာဇဂျိုမြို့ဟာတိန်ဖြစ်ပါတယ်အဲ့ဒီရာဇဂျိုမြို့တိန်ကြီးထဲမှာပဲရာဇဂျိုမြို့သူမြို့သားတွေဟာအိမ်ထောင်မြို့တာမွေလောက်ကြပါတယ် အကယ်၍မိန်းကလေးတွေတိမ်ထဲမဝင်ရဘူးမဝင်ကောင်းဘူးဆိုရင်ရာဇဂျိုမျိုးကအမျိုးသမီးတွေဟာမျိုးပြင်ထွက်နေရမှာပါနော်ဒါကြောင့်မိန်းကလေးတွေတိမ်ထဲဝင်လို့ရပါတယ်နော်